မင်္ဂလာပါခင်ဗျာ ACC ကွန်ပျူတာသင်တန်းမှာကျဆိုပါတယ်ကျွန်တော်နာမည်နန်လေးဟုတ်ပါအဲကျွန်တော်ဒီနေ့အိဇဲသင်ခန်းစာလေးကိုမျှဝေပေးသွားချင်ပါတယ်ခင်ဗျာအိဇဲမှာကျွန်တော်တို့ဒီအဆင့်တက်မှတ်တဲ့အဲပုံစံလေးကို formula လေးကိုအဲတွေ့ပြချင်ပါတယ်ခင်ဗျာအခုဆိုကျွန်တော်တို့ចောင်းနေလဲဖွင့်ပြီဆိုတော့ပေါ့နော်ဒီចောင်းသားတွေဟိုကျွန်တော်ကကိုဆရာဆရာမရဲ့ဆိုလို့ရှိရင်ပေါ့နော်ကိုရဲ့ဒီအဆင့်တက်မှတ်ချက်တွေကို ဟိုအမှတ်အများအားအဆုံးသူကအဆင့်ဘလောက်ဆိုတာလေးကိုတတ်မှတ်တဲ့ဖော်မြူလာလေးပါတို့ကရုံးနေမှာကုမ္ပဏီတွေမှာဆိုလို့ရှိရင်လည်းအဲဒီကိုယ့်ရဲ့လုပ်ငန်းတွေနဲ့ပတ်သက်လို့အမှတ်ပေးစနစ်တဲ့ပုံစံမျိုးလေးရှိရဆိုလို့ရှိရင်လည်းဒီနီလန်းလေးကိုတုံးပြီးတော့လုပ်ကြည့်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့လုပ်ငန်းမှာလည်းပြန်လည်ပြီးတော့အသုံးချလို့ရပါတယ်အဲ့တော့ကျွန်တော်အိစဲအိစဲလေးကိုဖွင့်လိုက်ပါပါခင်ဗျာ ။ Okay ဒီမှာခိုင်းလို့ပါပဲဒီမှာအားလုံးမြန်မာစာကြီးကျင်နေဆိုလို့ရှင်အကုန်လုံးကိုတောင်းလေးမှာလေးကိုတစ်ချက်နေပေးလိုက်ပါဒါအကုန်လုံးဆက်လက်ပေးတာပါ။အဲကျွန်တော်ဇော်ဂျီ1နဲ့ရင်းမှာဖြစ်တဲ့အတွက်ဇော်ဂျီ1ဆိုတာလေးကိုရွေးပေးလိုက်ပါမယ်။ Okay အဲ့တော့မြန်မာစာလေးကိုစပြီးတော့ရေးမယ်နော်။အခါစကားဝါစင်ပါစင်ပြီးသွားလို့ရှင်အမိပါเนาะပြီးရင်တက်ကြီးတစ်ချက်ခုံပါဘာသာเนาะဘာသာရက်ချက်ပါโอเคဘာသာရက်ပြီးသွားရဆိုလို့ရှင်ဒီမှာကိုရိုးရဲ့ ကိုယ့်ရဲ့ဘောနော်ကိုယ့်ရဲ့လုပ်ငန်းဆိုရင်ကိုယ့်ရဲ့လုပ်ငန်းဘောကိုယ့်ရဲ့လုပ်နေတဲ့လုပ်ငန်းလေးတွေလည်းထည့်ပြီးတော့ရေးလို့ရပါတယ်အဲ့တော့ကျွန်တော်ရေးလိုက်မယ်နော်ဒီမှာအကစားပါ Okay ဒါပါအကစားပြီးတော့လို့ရှိရင်ဒါကအမှုပညာဘောနော်အကစားပြီးရင်အမှုပညာနောက်တစ်ခုကကျွန်တော်ဥပမာအဲကာယဘောနော်အဲကာယ Okay ဒါဆိုလို့ရှိရင် ရေးပြီးသွားပြီเนาะရေးပြီးသွားပြီဆိုလို့ရှိရင်ဒီမှာစုစုပေါင်းရမှတ်ကိုစုစုပေါင်းရေးပါမယ်စုစုပေါင်းရမှတ်ပါပြီးသွားပြီဆိုလို့ရှိရင်တက်ကီးတစ်ချက်ကုန်ပါဒါကတော့အဆင့်ပါเนาะအဲ့တော့ဒါလေးရေးပြီးသွားပြီဆိုလို့ရှိရင်ကိုကအဲဒီ column လေးကြီးစိတ်နေရဆိုလို့ရှိရင် column လေးကိုပေါ်ကနေပြီးတော့ချက်တစ်ခုချင်းစီလိုက်ချက်လိုက်ပါအကုန်လုံးချက်လဲချက်လို့ရပါတယ်ဘယ်ဒါဆိုလို့ရှိရင်ဒါအကုန်လုံးကိုရှင်းနေရပါတော့ ီးတော့စင်မာတော့အဲစင်ကိုကျွန်တော်ပြီးချက်မှာပဲစင်ကိုဆက်ပြီးတော့ရေးလိုက်မယ်နော်အဲစင်ကိုပြီးချက်မှာပဲရေးပေးလိုက်ပါမယ်အဲ့တော့အမီယိုနော်အမီရေးမယ်အမီယိုလည်းရှင်းလိုက်ပါမယ်အဲ့တော့ကိုကရင်ဦးစောအိဇဲတွေရေးတော့မယ်စင်းစရာလောက်တော့မယ်ဆိုလို့ရှိရင်ပထမဦးစွာမရေးခင်ပါကျွန်တော်ကကိုရေးကျင်တဲ့ site လေးကိုတက်မှတ်ထားဖို့လိုအပ်ပါတယ်အဲ့တော့နော်ပေးလျောက်ထဲသွားပါ site ဆိုတဲ့နေရာမှာ A4 ဆိုတာလေးကိုထားပေးလိုက်မယ်နော်ကိုက A4 ဆိုလို့ရှိရင်လည်း A4 ပါလီဂယ်ဆိုလို့ရှိရင်လည်းလီဂယ်ဆိုတာလေးကိုထားပေးလိုက်နော်ဒါဆိုလို့ရှိရင်တော့ ူကဒီဘက်ကိုကြော်သွားပြီနော်အဲ့တော့ကြော်သွားပြီဖြစ်တဲ့အတွက်စာရွယ်လေးကိုလှည့်လိုက်မယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့အစဉ်ပြေပါအဲ့တော့ orientation မှာစာရွယ်လေးကို landscape ဆိုပြီးတော့ထားပေးလိုက်ပါမယ်ဝေးဒါဆိုလို့ရှိရင်တော့စာရွယ်လေးကိုဒါအထောင်လိုက်လေးရေးတာပါနော်โอเคအမည်လေးကိုချက်လိုက်မယ်နော်မိမာဆိုလို့ရှိရင်တော့ကျွန်တော်မိမာကျော်သူပြီးလို့ရှိရင်မင်းအောင်ပေါ့နော်မင်းအောင်ပြီးရင်တီဟာပေါ့နော် ပြင်အဲဆိုဆိုအောင်ပေါ့နော်ရေနေလေးရောက်နော်အကအဲမြတ်နိုးဆိုတာထည့်လိုက်မယ်နော်အဲ့တီတီရီပေါ့နော်โอเคဒါကနာမည်လေးပါပြီးသွားရဆိုလို့ရှိရင်ဒီပါသူရဲ့ဘာသာချက်တွေကိုသူရဲ့အမှတ်လေးဆက်ပြီးတော့ထည့်လို့ရပါတယ်နော်အဲ့တော့ okay ဒီပါဆိုလို့ရှိရင်အမှတ်လေးကိုစပြီးတော့ထည့်မယ်နော် ီမှာကဒီဘာသာရဲဆိုတဲ့နေရာမှာကိုကျွန်တော်အဲနောက်တခြားဘာသာကိုပြောင်းလိုက်မယ်နော်ဘာသာရဲဆိုတဲ့နေရာမှာဥမာဆိုပါစို့အဲသူ့ကိုအအပြင်ပေါ့နော်သူ့ကိုအပြင်အပြင်ပေါ့နော်ဒီအပြင်အပြင်ဘဟုတုတ္တပေါ့နော်အပြင်ဘဟုတုတ္တပေါ့အဲဘဟုတုတ္တအဲ့ဒါပေါ့သူ့ကိုအပြင်ဆိုတာလို့ဖြုတ်လိုက်မယ်နော်အဲဘဟုတုတ္တ ဟုတ်ဒါဆိုလို့ရှိရင်ဒါလေးကိုအမှတ်လေးပေးကြည့်မယ်နော် sorry ကျွန်တော်ဒီမှာ okay ဒီမှာသူ့ကိုဟိုဘက်ထဲကိုကြီးရပါနော်ကွန်တိုး hk ဖြတ်ပြီးတော့ကျွဲတာပါကွန်တိုးဘူ okay ဒါဆိုလို့ရှိရင်ရိုက်နော်အဲ့တော့သူ့ဒီမှာအမှတ်လေးထည့်မယ်နော် okay အမှတ်လေးထည့်လိုက်ပါမယ်အဲ85အမှတ်ဒါလေးကတော့အစင်ပြေတဲ့အမှတ်လေးထည့်တာပါ okay 89 ကမနာဒါလေးရအမှတ်လေးထည့်ရပါကျောင်းမှာကိုကဟိုဆရာဆရာမကြီးဆိုလို့ရှိရင်လေအဲဒီကိုရဲ့ကျောင်းသားတွေကိုအစင်လေးသတ်မှတ်ပေးခြင်းနဲ့ဆိုလို့ရှိရင်ဒီပုံစံလေးနဲ့အလွယ်တကူအစင်လေးကလေးတွေရဲ့အမှတ်တွေကိုထည့်ပြီးတော့အလွယ်တကူအစင်လေးသတ်မှတ်ချက်လေးတွေ့လို့ရပါတယ် Okay ဒါပဲနော်အခုက90တဲ့မှာကိုပေါ့နော်အဲပြီးရင်60ပြီးရင်80တဲ့မှာ9 အဲတောက်တစ်ခုကတော့သူ50ပေါ့နော်ဟုတ်ကဲ့အဲတီတီကနေနေသူ့ကိုအဲ60ထားလိုက်မယ်နော်ဟုတ်ကဲ့ဒါဆိုလို့ရှိရင်ထည့်ပြီးသွားရင်ခိုင်းလို့ပါပဲသူ့ကိုအကုန်လုံးကိုဆက်လက်ပေးလိုက်ပါဆက်လက်ပေးပြီးသွားရင်ဆိုလို့ရှိရင်တော့ဟုံးထဲမှာသွားပါဟုံးထဲမှာရှိတဲ့ဘောဟာလေးကနေပြီးတော့ဘောင်လေးအော်ဘော်ဒါဆိုတာလေးကိုဘောင်ခက်ပေးလိုက်ပါမယ်နော်ဘောင်ခက်ပေးပြီးသွားရင်ဆိုလို့ရှိရင်စာလေးကိုအလဲကောင်မှာထားခြင်းဆက်လက်ပေးလိုက်ပါဆန္ဒဆိုတာလေးကိုနှိပ်ပေးလိုက်ပါ โอเคဒီဒီစာလေးကိုလည်းလေကောင်မှာထားခြင်းနေဆိုလို့ရှိရင်เนาะသူဆက်လက်လေးပြေးပြီးတော့ဆန္ဒစွာလေးကိုနှိပ်ပေးလိုက်ပါโอเคဒါဆိုလို့ရှိရင်เนาะဘောင်လေးခက်လို့ပြီးသွားပြီเนาะဘောင်ခက်ပြီးသွားပြီဆိုလို့ရှိရင်โอเคသူသူဘောင်ရမက်ကိုလိုချင်တယ်ဆိုလို့ရှိရင်เนาะအဲလွယ်တကူပဲဒီမှာအော်တိုအော်တိုဆန်ဗေနာဆန်းစွာလေးကိုနှိပ်ပေးလိုက်မယ်เนาะအဲ့တော့ကိုပောင်းကျင်နာလေးကိုအလွယ်ကူဒီလိုမျိုးဖိပြီးတော့ဆွဲလိုက်နော်ဒါလေးကအော်တိုဆန်းတဲ့ပောင်းတာပါကိုကဒီသုံးခုရဲ့ပောင်းကျင်ဒီသုံးခုကလေးကိုဆက်လက်ပေးလိုက်ပါအကုန်လုံးပောင်းကျင်နေဆိုလို့ရှိရင်တော့အကုန်လုံးကိုဒီလိုမျိုးလေးဆက်လက်ပေးလိုက်ပါနော် ပြီးသွားရဆိုလို့ရှိရင်တော့အန်နာခေါက်ပေးလိုက်ပါ okay ဒါဆုံးရကြမယ်နော်တခြားအရည်လည်းအဲ့လိုပါပဲ auto sign ကိုနှိပ်လဲရပါတယ်ဒီမှာ select လေးပေးလိုက်ပါအောက်ကဟာဒီကိုနော်အလွယ်တကူသူ့ကိုတောင်းလေးရနေပြီးဖိပြီးတော့ဆွဲလို့ရပါတယ် okay ဒါဆိုလို့ရှိရင်ကြမယ်နော်ဒါလေးကတော့ကိုကဒီလိုမျိုး auto ဆွဲချာတော့ပထမတစ်ခုမှာမှန်နေဖို့အရေးကြီးပါတယ်ပထမတစ်ခုမှာမှန်နေမှသာဒီမှာနောက်နောက်ဟာဒီကြာလို့ရှိရင်နော်အကုန်လုံးက မှတ်မှာပါဟိုနောက်တစ်ခုတွေမှားနေအပေါ်ကစကောက်တစ်ခုကမှားနေဆိုလို့ရှိရင်တော့ကျွန်တော်ကနောက်ဟာတွေပါဆက်ပြီးတော့မှားသွားနိုင်ပါတယ်အဲ့တော့အရေးကြီးပါတယ်နော်အဲ့တော့ okay ဒီမှာဆိုလို့ရှိရင်ကျွန်တော်ကအဆင့်နော်ဒီမှာအဆင့်ကိုတတ်မှတ်ရှင်တယ်ဆိုလို့ရှိရင်ဒါအကိုကအဆင့်တတ်မှတ်တဲ့ formula လေးရှိပါတယ်အဲ့ formula လေးကတော့ rank formula လေးပါနော်အဲ့တော့ equal to ရေးလိုက်ပါ equal to ပြီးရင် ran r နော်ဒါဆိုရင်မြန်မာစာကြီး control shift ကိုနှိပ်လိုက်ပါ ran d rank ပါနော် rank ရေးပြီးတော့ sorry ran k နော် run ရေးပြီးသွားလို့ရှိရင်ခွင်းစားနော်ပါပြီးသွားလို့ရှိရင်ကိုကအဲဒီကျော်သူရဲ့အမှတ်ကိုတွက်ရှင်တာဖြစ်ရတဲ့ကျော်သူဒီကျော်သူရဲ့အမှတ်ကိုတစ်ချက်နှိပ်ပေးလိုက်ပါပြီးသွားလို့ရှိရင်အဲတန်တဲ့အမှတ်တွေပါအကုန်လုံးကို အကုန်လုံးတည်းကနေပြီးတော့တက်မှာဖြစ်တဲ့အတွက်ဒီအကူအကုန်လုံးကိုနော်ဒီအပေါ်မှာရှိတဲ့ column ကိုတစ်ချက်နှိပ်ပေးလိုက်ပါဒါဆိုလို့ရှိရင် formula formula အကုန်လုံးဝင်ဝင်သွားပါပြီပြီးလို့ရှိရင် ski ရဲ့အဲ ქვენ စားလေးနော် ქვენ စားလေးပိတ်ပေးလိုက်ပါပြီးရင်အနာခောက်ပေးလိုက်ပါ အဲဆိုရင်ဒါကဘိနာမှားနေရလေအဲဒီလိုမျိုးပြနေဆိုလို့ရှိရင်ဒါမှားနေရနော်အဲ့တော့သူ့ကိုပြန်တွက်ကြည့်မယ်နော် equal to အာနော် equal to rank 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 ပါပြီးရင်ကွင်းစားပါသူ့ကိုစုစုပေါင်းရကြမှတ်ကိုတစ်ချက်နှိပ်ပါပြီးလို့ရှိရင် comma နော် comma ခံရေးပါ comma ရေးရပါတယ်နော် comma ရေးပါပြီးလို့ရှိရင်တော့အပေါ်မှာတစ်ချက် column ကိုနှိပ်ပေးလိုက်ပါပြီးမှအဲ queen ပဲပြီးအနောက်ခေါက်ပေးလိုက်ပါအစွမ်းအားတော့ဒါ ကော်မာမြည်လို့မှားနေရနော်အဲ့တော့နောက်တစ်ခွဲတူ R E N K ရပ်ပါပြီးရင်တွင်စပါဒီမင်းရောင်ရက်မက်ကိုသွားထောက်ပါအဲစုစုပေါင်းတေကိုအကုန်လုံးကိုတည်ကျနာဖြစ်တဲ့အတွက်ဒီကော်လံပေါ်မှာတစ်ချက်နှိပ်ပေးလိုက်ပါနော်ပြီးရင်အဲ sorry ဒီမှာအဲဘာရေးအောင်မလို့ဆိုရှင်ဒါကျွန်တော်ကကော်မာရေးအောင်ပါနော်တော့ကော်မာကော်မာရေးပါနော်ကော်မာရေးမှမှန်တာပါကော်မာရေးပါပြီးရင်စုစုပေါင်းရမှတ်ဆိုတာလေးကိုအပေါ်မှာကော်လံကိုတစ်ချက်နှိပ်ပေးလိုက်ပါ ဝင်းပိတ်ပါအန်တာခေါက်ပါဒါဆိုလို့ရှိရင်ရမယ်နော်တခြားကောင်းနေတယ်အဲ့လိုပါပဲဒေါင်လေးကနေပြီးတော့အောက်ကိုဆွဲချလို့ရပါတယ်ဒါဆိုလို့ရှိရင်ခုဆိုလို့ရှိရင်အစင်လေးရေအလွယ်တကူတတ်မှတ်လို့ပြီးသွားပါပြီเนาะအဲ့တော့ခုဆိုလို့ရှိရင်အစင်လေးရာဒါတတ်မှတ်လို့ပြီးသွားပြီဖြစ်တဲ့အတွက်အဲအစင်လေးရာဒါဆိုရင်အစင်လိုက်လေးเนาะသူ့ကိုအစင်လေးအစင်ဒီအစင်တွေကိုအစင်လိုက်လေးထားခြင်းတယ်ဆိုလို့ရှိရင်အလွယ်တကူထားလို့ရပါပြီအဲ့တော့အာအစင်လေးကိုဆက်လက်ပေးလိုက်ပါပြီးသွားပြီဆိုလို့ရှိရင်တော့ဒီ sound and filter เนาะဒီ home ထဲမှာရှိတဲ့ editing group ထဲမှာ sound and filter ကိုနှိပ်ပါ ငါဆော့စမောလက်တူလာကြဆိုတာကဒါငရေနေပြီးကြည်တာဟိုကအစ်စ်နေကိုငရေနေကြည်ရလေးလိုချင်တယ်ဆိုလို့ရှိရင်တော့စမောတူလာကြဆိုတာလေးကိုနှိပ်ပေးလိုက်ပါโอเคဒီမှာတစ်ချက်ပြောစရာရှိပါတယ်ဒီနားမှာကကျွန်တော်ဒီ expand the selection ဆိုတာကပေါ့နော် ဒီအပေါ်အဟားလေးကိုရွေးထားမယ်ဆိုလို့ရှိရင်ရှေ့ရပေါ့နော်ကိုကအဆင့်တက်ဆိုလို့ရှိရင်ဒါဆိုမင်းအောင်ဆိုတာမင်းအောင်လေးရအပေါ်ကိုပြောင်းနော်အပေါ်လေးကိုပြောင်းသွားမယ်ပုံစံမျိုးလေးပါတကယ်လို့ကိုကနေပြီးတော့အောက်ကဒါ contain width နဲ့ card selection ကိုယူထားမယ်ဆိုလို့ရှိရင်တော့ခုဒီ selection ပေးထားလေးကိုပဲအဆင့်တွေကငယ်စင်ကြီးလိုက်လေးကပြောင်းသွားပါနော်အဲ့တော့အပေါ်ကဟာလေးကို expand the selection လေးကိုယူထားမှတာမှတ်ပါပါ။နောက်မှဆိုလို့ရှိရင်အောက်ကဟာကိုယူထားမယ်ဆိုလို့ရှိရင်အဆင့်တကြီးကကြုံသူစွာကြီးကို ပြောင်းသွားပါလိမ့်မယ်เนาะအတော့အပေါ်ကသူ့ရဲ့နာမည်လေးလိုက်ပြောင်းသွားအောင်ဆိုလို့ရှိရင် expand the selection ကိုယူပြီးတော့ဆော့ဝင်နေပေးလိုက်ပါဝေးဒါဆိုလို့ရှိရင်ကိုကအပေါ်က expand ကိုယူတာဖြစ်တဲ့အတွက်ဒီမှာ main account က number 1 2ကတည်တည်ဆိုတာလေးကိုပြောင်းလဲသွားပါလိမ့်မယ်เนาะโอเคဒါအဆင့်သတ်မှတ်တဲ့ formula လေးပါတော့ဒီပြီးကြမှာဒီ number စင်လေးကိုထည့်ပေးလိုက်ပါ1ဟုတ်ပါเนาะ number စင်လေးက1ပြီးရင်2ပြီးရင်3เนาะโอเคဒါမြန်မာစာထည့်ခြင်း control ရဲ့ရှစ်ကနေလိုက်ပါ โอเคဒါဆိုလို့ရှင်ရမယ်เนาะအစင်လေးကိုလည်းသူ့ကိုအလေအော်လေးမှာထားပေးလိုက်ပါမယ်အခုဆိုလို့ရှင်ဒါဆိုလို့ရှင်အစင်လေးအလွယ်တကူသတ်မှတ်လို့ပြီးသွားပါပြီเนาะသူ့ရဲ့ formula လေးက run เนาะ run formula လေးပါ equal to r a n k run ရေးပြီးတော့ ကွင်းစားရေးပြီးစုစုပေါင်းရမမှာတစ်ချက်နှိပ်လိုက်ပါပြီးကော်မာနော်ကော်မာခံဖို့ရေးကြည့်ပါလေကော်မာကိုခံပြီးတော့စုစုပေါင်းဒီအပေါ်ကကော်လံကိုတစ်ချက်နှိပ်ပြီးတော့ကွင်းပစ်ပြီးတော့အနာခောက်လိုက်မယ်ဆိုလို့ရှိရင်ဒါအခုလိုမျိုးလေးအစင်လေးအလွယ်လွယ်ကူကူနဲ့တွက်ချက်လို့ရပါတယ်ဒါဆိုလို့ရှိရင်ဒီသင်ခန်းစာလေးကိုလည်းအဲရမယ်လို့လည်းထင်ပါတယ်ခင်ဗျာသင်ခန်းစာလေးနားမလည်ရအစင်မပြာဒေရှိရဆိုလို့ရှိရင်ကျွန်တော်ရဲ့ဗီဒီယိုလေးရဲ့ comment လေးမှာလည်းမေးခဲ့လို့ရပါတယ်ပိတ်ချက်ပေါက်လေးမှာလည်းဝင်ရောက်ပြီးတော့မေးလို့ရပါတယ်ခင်ဗျာ Okay အားလုံးတို့လည်းအကျိုးရှိမယ်လို့လည်းထင်ပါတယ် အဆင်ပြေမယ်လို့လည်းထင်ပါတယ်အားလုံးပဲအဆင်ပြေပါစေခင်ဗျာ